တကယ်တော့အောင်မြင်ခြင်းဆိုတာတာဝန်ကျေခြင်းပါပဲကိုရရှိထားတဲ့နေရာကိုရရှိထားတဲ့အလုပ်အဲ့ဒီနေရာကြီးအလုပ်ကိုဘယ်လောက်အထိတာဝန်ကျေကြလဲအဲ့ဒါအရေးကြီးဆုံးပါပဲအဲ့တော့အောင်မြင်တယ်ဆိုတာကိုရရှိထားတဲ့အလုပ်ပေါ်မှာတာဝန်ကျေခြင်းဖြစ်ပါတယ်အဲ့လိုနားမလဲပဲနဲ့အောင်မြင်ရင်းဆိုတာကြော်ကြခြင်း ကိုယ်တိုင်ကြီးပါခြင်းလူတိများခြင်းစားတာတွေကိုအောင်မြင်လို့တင်ကြတယ်မဟုတ်ပါဘူးအဲ့ဒါတွေမရှိဘဲနဲ့အောင်မြင်တဲ့လူတွေလောကကြီးမှာအများကြီးပါပဲဘာကြောင့်လဲမိမိရဲ့တာဝန်ကိုမိမိကြည်ရင်ပါပဲအိမ်တော်ရှင်ကောင်းတယောက်သူဟာသူမိသားစုပေါ်မှာတာဝန်ကျင်းနေရင် သူ့ဘဝမှာသူဟာအောင်မြင်တာပါပဲလုပ်ငန်းခွင်ထဲမှာအလုပ်ဆင်းနေတဲ့လူတယောက်သူ့လုပ်ငန်းပေါ်မှာသူဟာတစ္ဆာရှိစွာနဲ့ တာဝန်ကြီးတဲ့သူကအဲ့ဒီလုပ်ငန်းကွက်မှာအောင်မြင်တာပါပဲတိုက်ပြီးသူရဲ့အုပ်ချုပ်သူတယောက်သူကတာဝန်ကြီးပြန်သွားတဲ့သူတိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင်အုပ်ချုပ်နိုင်နေဆိုရင်တာဝန်ကြီးပြန်တာပဲဖြစ်ပါတယ်လူတယောက်ဟာတာဝန်ကြီးခြင်းနဲ့ဆိုတဲ့စိတ်ရှိလာတဲ့တပြိုင်နက်တည်းသူဟာတာမန်လူဘိန်းနေတဲ့ပို့ပြီးတော့မြင့်မြတ်သွားသူတယောက်ဖြစ်ပါတယ် ဒါကြောင့်ကိုယ့်ရဲ့တောင်းတနေရာစတဲ့ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်တာဝန်ကျေလို့အရေးကြီးပါတယ်အဲ့ဒီကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့နေရာကိုယ့်ရဲ့တောင်းမိသည့်နေရာမှာမစို့တာဝန်ကျေတဲ့သူဟာအောင်မြင်နေတယ်ပဲဖြစ်ပါတယ်ဒါကြောင့်အောင်မြင်ခြင်းကိုအနှက်တွေပဲဖွင့်ရမယ်ဆိုရင်တာဝန်ကျေခြင်းမှာ 咪咪那些七年内亚，咪咪二七七年六，咪咪大湾出来，哎呀的，阿鲁妈妈大湾建立一下，澳秘你们去版嘞，大家咪咪二那些年幺年的内亚国，大湾基本上六七片澳秘都是平人家话的，记住这嘛嘞。